ရှန်ဟိုင်းကျောင်းတက္ကသိုလ်မှပရိုဖက်ဆာဆူမီရဲ့နှီးပညာနဲ့ထုတ်လုပ်ထားပြီး BYD ရန်ဝယ်7မှာတက်ဆင်ထားသည့်2.0ထိပေါက်ဆိုင်အင်ဂျင်ကိုဖြတ်သိမ်းလိုက်ပြီးလို့ BYD ကကြေညာလိုက်ပါတယ်။ဒီအင်ဂျင်ကိုဖြတ်သိမ်းဖို့အတွက်တစစီဖြုတ်ထားတဲ့ဗီဒီယိုဖိုင်ကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲ BYD ကတရားဝင်ထုတ်ပြလိုက်ပါတယ်။ဒီအင်ဂျင်ကို BYD ရဲ့ E4 platform အတွက်အထူးတည်ဆောက်ထားတာဖြစ်တယ်လို့အင်ဂျင်ရွယ်စားကတာမန်အင်ဂျင်တွေနဲ့မတူတဲ့ ကမ္ဘာပထမဆုံးအပြားချက်ဆုံးအင်ဂျင်တွေနဲ့လည်းမှတ်တမ်းဝင်ထားပါတယ်။တမယိုးကြအင်ဂျင်တွေနဲ့နိုင်ရှင်ပါက တုံခါမှုနဲတာ၊စူညံမှုနဲတာပြင်ကြံတန်းမှု NVH စွမ်းဆောင်ရည်ရှိတယ်လို့ကုမ္ပဏီကအင်ဂျင်မိတ်ဆက်ပွဲမှာပြောထားပါတယ်။ဒီအင်ဂျင်ကို BYD Yanway U7 Plug-in Hybrid ကမှသုံးထားလို့ပထမဆုံး Plug-in Hybrid မှာတက်တဲ့အင်ဂျင်လို့တောင်ခေါ်ကြပါတယ်။ အဲ့ဒီကားမှာ 2.0T ပေါက်ဆိုင်အင်ဂျင်ပြင်ဂျန်နရေတာတစ်လုံးမော်တာနှလုံးတက်ထားသလို electromagnet နှစ်ခုတက်ထားတဲ့ BYD's Diesel Self Suspension System ကိုမြင်ရမှာဖြစ်ပါတယ်။ဒီအင်ဂျင်ရဲ့ power train ပိုင်းကိုကြည့်ရင်တော့မြင်းကောင်ရေ295កောင်အား203 kW အားရှိပြီးတော်380 Nm ထုတ်ပေးနိုင်အောင်တွေ့ရပါတယ်။ အင်ဂျင်ရွယ်စားကျစ်လင့်မှုနဲ့စူညံတန်နှဲဆုံးဖြစ်အောင် Dry Sump Lubrication System စီလက်ပတ်မှုနဲ့စီစားတက်တာအောင် AAP စနစ်တွေတပ်ပေးထားပါတယ်။အထူးခြားဆုံးအချက်ကတော့ဒီအင်ဂျင်အထွက်တဲ့စူညံတန်ဟာလက်စစ်မော်တာတစ်လုံးလှည့်ဘက်ရာကနေထွက်လာတဲ့စူညံတန်ထက် 1TB လောက်ပဲပိုကျဲတဲ့အတွက်အင်ဂျင်တွေထဲမှာတော့စူညံတန်အနည်းဆုံးအင်ဂျင်လို့ပြောရမှာဖြစ်ပါတယ်။ ကျန်းကျင်သူတွေကတော့ဒီအင်ဂျင်ဟာပိုရှေနဲ့စူပါရုကားတွေမှာတက်ထားတဲ့အင်ဂျင်တွေရဲ့အတီးကားကြတဲ့ဒီဇိုင်းအပေါ်မှာခြေခံပြီးတိဆောက်ထားတယ်လို့သုံးသပ်ကြပါရဲ့ရှင်။